တရကီနိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ခိုးရောင်နေနဲ့ဆင်းရုံနေတည်ရှိရာရှေမွေးကုံလောင်ယုံတစ်ခုမှာနိုဝင်ဘာ၈ရက်ကမီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီးဆယ်ကျော်သက်နေဝက်ပေါင်းလူ၆ဦးသေဆုံးခဲ့ကြောင်းအာဏာပိုင်တွေကပြောပါရယ်။ထရန်ရရှိသူ၅ဦးရှိပြီး၎င်းတို့တွေကတအူးဟာပြင်းပြင်းထန်ထန်ထရန်ရပြီးမီးလောင်မှုဖြစ်ပွားပြီးတဲ့နောက်ကုံလောင်ယုံပိုင်ရှင်အပါဝင်လူသုံးဦးကိုဖမ်းဆီးခဲ့ကြောင်းတောင်ဝင်ရှိသူတွေကဆိုပါရယ်။အစ္စတန်ဘူကနေ၄၃မိုင်အကွာရှိတဲ့ဒီလိုပါစီမြို့မှာနိုဝင်ဘာ၈ရက်မနက်၉နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကိုကေလီပြည်နယ်အုပ်ချုပ်ရေးမှူးအဟာမီအက်စတက်စ်ကဆိုပါတယ်မိသားသမားတွေနဲ့တခြားအရေးပေါ်ဌာနကအဖွဲ့ဝင်တွေကမီးကိုအလင်းမြန်ထိန်းချုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်မီးလောင်ရတဲ့အကြောင်းရင်းကိုသိရှိနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေခဲ့ပါတယ်တေဆုံးသူတွေမှာအသက်16နှစ်နဲ့18နှစ်အရွယ်ဆဲကျော်တပ်မင်းကလေးနှစ်ဦးလဲပါဝင်ကြောင်းကိုကေလီမျိုးရုံဝန်ကပြောပါရယ် သူတို့အထင်းမှာဘာတွေဖြစ်သွားသလဲဆိုတာကိုမပြောနိုင်သေးပါဘူးလို့ဆိုပါတယ်။ကျွန်တော်ပောက်ကွဲတန်ကြားလို့လှမ်းကြည့်လိုက်တော့လုံးဖော်ကိုင်မဲတယောက်ရဲ့အင်ဂျီမီးလောင်နေတာတွေ့လိုက်ပါတယ်လို့မျက်မြင်တွေ့ရှိသူတဝက်ကဆိုပါတယ်။